က်စာလေးဒီ15နှစ်ကနေပြီးတော့မက်စာလေးအိမ်တောင်မကြခင်ပေါ့အာ2000 1990ခုနှစ်ကနေ2001အဲ့ဒီချိန်ကမက်စာလေးအအောင်မြင်ဆုံးချိန်ပဲအဲ့ချိန်ကိုသဘောကျတယ်နောက်ချိန်မှာမက်စာလေးဘဝကိုရုံးကန်ရတဲ့ဟာနဲ့ဒီလောကတွေကနေကင်းကွာသွားတယ်အိမ်တောင်ကြီးတွေကွဲတယ်သားသမီးနှစ်ယောက်အတွက်အဲ့လိုမျိုးပေါ့နော်ဒီအမှုပညာလုံးမှာခဏနားပြီးတော့အချိန်နေပေးရတယ်ရက်တည်ရတယ် အဲ့ဒီချိန်တွေကမဆာလေးအတွက်အဲ့ဒီ20နော်အမအကယ်ဒမီရပြီပေါ့အမအကယ်ဒမီရတော့အမ28ပဲရှိသေးတယ်။အမ28နှစ်နောက်ပိုင်းနေတောက်လျှောက်ဒုက္ခရောက်လိုက်တာ30ကျော်လောက်ထိပေါ့။အမ်တန်နီယာဆိုရဲကားလေးကဟောပေါ့နော်ဒရိုက်တာမင်းဆက်တဲ့ရှိုက်ကူမှဖြစ်တယ်။ အိတ်ကားရံမှာမောင်လေးနေတို့ညီမလေးဖူဖွေးနောက်ညီမလေးဝင်းတပြေထွန်းရဲ့ပထမအဆုံးပွဲညီမလေးဝင်းတပြေထွန်းအတွက်ဆိုရင်တော့ပထမအဆုံးပွဲဦးထွက်ဖြစ်မဲ့ကားလေးဖြစ်တယ်ပေါ့နော်အဲ့ဒီတွဲမဆာလေးကလည်းဒီကားရံမှာဟိုတက်တက်အားအနေနဲ့ပါဝင်ပြီးတော့အားဖြည့်တာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ဆိုတဲ့အတိုင်းပဲဒီကအမှန်ဆုံး ဟုတ်တယ်လေမတမ်းမရဆိုရင်မတမ်းမရမှန်းရင်တော့ပြုတ်ကြတတ်တာပေါ့ဟုတ်တယ်ဗလားအဲ့ဒါကတော့ဒါဆိုရွေးစကားလေးလေးရှိတယ်တကယ်လဲမတမ်းမရမှန်းတဲ့အခါကျရင်ခုလူလူတယောက်ဟာပေါ့အာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ခုအချိန်နေနဲ့ခုအချိန်ခါနဲ့တွားပြီးတော့မတမ်းမရအဲ့လိုမျိုးပေါ့ဟိုစိတ်ဆောပြီးတော့ပဲဟိုပြောတာပဲဖြစ်ဖြစ်ဆောင်ရွက်တာပဲဖြစ်ဖြစ်ဆိုရင်တော့အဲ့လိုမျိုးပေါ့နော်အာဘလုံးမအဆင်မပြေဘူးမတမ်းမရဆိုရင် ပြုတ်ကြတတ်တယ်ဆိုတဲ့ဟာလေးကိုဒါ ပုံဖော်ထားတာပဲဖြစ်ပါတယ်ဟုတ်အဆက်ကဒီစကားနဲ့နေနေတယ်ဟုတ်ပါပြိတ္တရဲ့စိတ်ဝင်စားမှုများနေဆိုပြောလို့ရောအဲထွက်လာတဲ့ခါကျရင်ပို့ပြီးတော့เนาะကြည်ကောင်းပါအဲ့ဒီအတွက်ထွက်လာတဲ့ရွှေရှင်ကားကြီးရုံတင်တဲ့ခါကျရင်လည်းအားပေးကြပါပေါ့เนาะပြောချင်ပါတယ်ဟုတ်အာဒရိုက်တာလည်းမင်းဆက်ဖြစ်တယ်เนาะလူငယ်ဒရိုက်တာတယောက်ဖြစ်တယ်နောက်ပြီးတော့လည်းနာမည်ကြီးတရုတ်ဆောင်လေးဖြစ်တယ်မောင်လေးနေတူနာမည်ကြီးဖူဖွေးအဲအဲ့မှာမှအာပေါ့เนาะညီမလေးဝင်းတပြေထွန်းကိုဝိုင်းပြီးတော့ ်ပေါ့နော်ပထမဆုံးပွဲဦးထုတ်ပေးမဲ့ကားလေးလည်းဖြစ်တယ်။ဒါကြောင့်မလို့ဒါမဆာလေးတို့အနေနဲ့လည်းဝိုင်းရင်တယောက်ဆောင်တယောက်အနေနဲ့မဆာလေးရဲ့အခန်းကဏ္ဍတစ်ခုကနေပြီးတော့ပါဝင်ပြီးတော့ပေါ့နော်အားဖြည့်တာပါရှင်။ဟုတ်ကဲ့။ကြာပြီ။ဒီဖွဲ့တွေနဲ့မစုံတာတော်တော်ကြာပြီ။ပွေးနဲ့လည်းမစုံတာကြာပြီ။မောင်လေးနေတို့နဲ့လည်းမစုံတာကြာပြီ။ဒါပြန်ပြီးတော့တွေ့ချာတာပေါ့နော်။ဟုတ်ကဲ့။ဟုတ်တယ်အဲ့လိုမျိုးအမ်အမ်မဆာလေးဆိုရင်အဲ့လိုမျိုးပေါ့နော်မဆာလေးကအဲ့လိုမျိုးကားဆိုရင်ကားရွေးရလေခုနောက်ပိုင်းဆိုရွေးလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ ကိုသားတွေတမိတွေအတွက်လည်းအချိန်ပေးခြင်းနဲ့နောက်သားသားလည်းတရုတ်ဆောင်လုပ်နေပြီဆိုတော့အဲလိုမျိုးပေါ့သူ့နောက်လည်းလိုက်ရတာပေါ့အဲ့တော့ကိုကကို့အတွက်လှူဆောင်ချက်ရှိမဲ့နေရာတစ်ခုပေးတဲ့ series လို့ပဲဖြစ်စေရုပ်ရှင်ကားကြီးပဲဖြစ်စေရိုက်တယ်ပေါ့နော်အဲ့လိုမျိုးနေရာမရရင်တော့မရိုက်တော့ဘူးပေါ့နော်အမအဲ့လိုမျိုးနေလိုက်တာပေါ့အခုအမဒါပေမဲ့အမကိုပြိသက်တရားဟုတ်တယ်မဆာလေးမမြင်တာခြားတော့မရိုက်တော့ဘူးလားဆိုတော့အမ series တွေပေါ့အဲ့လိုမျိုး MRT4 က series ဆိုလဲမှားတစ်ပါးချမ်းရှိဆိုတော့နှစ်နှစ်ရှိဘူး တော်တော်ဟိုကောင်းတာအိကာဟိုအဓိကတော့မဆာလေးဆက်ပေါ့နော်အမေဆက်ကိုရှိုက်ထားသူကငယ်ဘဝကနေဟိုးဖွားကြီးဖြစ်သွားတဲ့အထိရိုက်ထားတာဆိုတော့အာ6လတောင်ရိုက်ခဲ့ရတာဒါပေမဲ့အဲ့လိုမျိုးပေါ့အားချိုးမှန်တက်တီရှိုက်ပြီးတော့အကြောင်းမျိုးမျိုးတွေချောင်းပေါ့နော်အခုဆိုရင်မပြရသေးဘူးအဲအဲ့လိုမျိုးပေါ့အခုမဟာမာဆိုလဲမဟာမာနှစ်ကားစီးရီးနှစ်ကားရိုက်ထားအညိုးတစ်ခုအဒရိုက်တာပြည့်ဖြုံနိုင်ရဲ့အညိုးရဲ့နောက်ဟိုရဲ့အဲ့လိုမျိုးပေါ့ နောက်လည်းရှိသေးတယ်ပေါ့နော်ဒီပင် channel တွေကလည်းရှိသေးတယ်ဒါပေမဲ့အမကားတွေကအဲ့လိုမျိုးမထွက်လာသေးတာလေအဲ့လိုလိုပေါ့ထွက်လာရင်တော့တန်းစီပြီးအဲ့လိုမျိုးထွက်လာမလားတခါတလေလည်းအဲ့လိုဖြိတတ်တယ်သီလားအဲ့တော့အမအဲ့လိုဖြစ်မှာရမ်းချောက်တာအဲ့လိုတကားကတကားဆိုပြိတ္တလည်းကွာဒီကားကိုပဲကြည်ပြတ်တယ်ကွာသီလားမလားအဲ့လိုဟိုဘက်ကလည်းဟိုဘက် channel ကလည်းဒီကားလွှင့်ဒီဘက် channel ကလည်းဒီကားလွှင့်ဆိုအဲ့အဲ့နှစ်ကားစုံမှာရမ်းချောက်တယ်အဲ့လိုမျိုးပေါ့အာမဆာလေးဟွာပေါ့မဆာလေးဒီ15နှစ်ကနေပြီးတော့မဆာလေးအိမ်တောင်မကြခင်ပေါ့ 2990ခုနှစ်ကနေ2001အဲ့ဒီချိန်ကမဆာလေးအအောင်မြင်ဆုံးချိန်ပဲအဲ့ချိန်ကိုသဘောကျတယ်နောက်ချိန်မှာအဆာလေးဘဝကိုရုံးကန်ရတဲ့ဟာနဲ့ဒီလောကရင်းကနေကင်းကွာသွားတယ်အင်တောင်ရွေးတွေကွဲတယ်သားသမီးနှစ်ယောက်အတွက်အဲ့လိုမျိုးပေါ့နော်ဒီနုပညာလုံးမှာခဏနားပြီးတော့အချိန်နေပေးရတယ်ရက်တီးရတယ်အဲ့ဒီချိန်နေကမဆာလေးအတွက်အဲ့ဒီ20အမအကယ်ဒမီရပြီပေါ့အမအကယ်ဒမီရတော့အမ20ခွန်ပဲရှိတယ် အမ28နှစ်နောက်ပိုင်းနေတောက်လျှောက်ဒုက္ခရောက်လိုက်တာ30ကျော်လောက်ထိပေါ့အမ31ကျော်မှဒီလောကရဲ့ပြန်ပြီးတော့နောက်ထပ်တစ်ချိန်ရောက်လာတာပေါ့နော်ရောက်လာတာဆိုအဲ့တော့ဒီလောကထဲမှာဒီလိုမျိုးဒုတိယတစ်ချိန်အနေနဲ့ပြန်လဲပြီးတော့ရောက်ရှိလာတဲ့အခါမှာလည်းပြန်လဲပြီးတော့ပြိတ္တတေကနေအတိမတ်ပြုတ်ပြီးတဲ့ကိုဝိုင်းပေါ့ကိုဝိုင်းရဲ့အမုံပေါ့အမုံ အမရဲ့ဘဝမှာဒုတိယမှတ်တိုင်လေးဆိုလဲမမှားပါဘူးဘာလို့လဲသိလားအမဒုတိယတစ်ချိန်ပြန်ဝင်ပြီးနှစ်တည်းအကြာကြီးစောင့်ပြီးတာမှာအမကိုကိုဝမ်းကနေခေါ်ပြီးတော့အမနဲ့ဒီညားနဲ့လိုက်ကိုလိုက်တယ်ဆိုတဲ့ဟာလေးရပါတော့အမအတွက်အဲ့လိုခေါ်ပေးပြီးတော့ကိုဝမ်းကနေပြီးတော့အဲ့လိုမျိုးနေရာပေးပြီးတော့ဟိုဖြစ်ခဲ့တဲ့အတွက်အမကို ကလေးရစာပြန်တည်သွားတယ်ပေါ့နော်တချို့နာမည်အပြည့်စုံမသိတဲ့လူကမြရတီမြရတီအဲ့ဒါဘယ်မှပိုတည်လဲဆိုတော့ရန်ကုန်ကလူတွေကတော့ဒီတိုင်းပဲပေါ့လေအာဒီလောက်ပဲရှိတာနင်းကလူတွေကြနင်းမကြကလေးတွေကစာဟူးဟိုဟိုအမအဲ့လိုမျိုးနင်းတွေသွားရင်အဲ့လိုမျိုးကအစာအော်သူတို့တော်ကိုကြည်လာပဲပေါ့နော်အဲ့လိုအဲ့လိုမျိုးပေါ့အံ့ဩရတယ်ဆိုတော့အဲ့တော့အမကိုဒုတိယတစ်ချိန်နေနဲ့ဒါပြိတ္တအတိမတ်ပြုတ်အောင်ဒါဒီပေါ့နော်ဆိုတော့ ဒါလွန်ခဲ့တဲ့နှစ်နှစ်က2023ကကားပေါ့နော်အမုံကဆိုတော့လာဒါလွန်ခဲ့တဲ့၃နှစ်လောက်ကဆိုတော့40ကျော်မှတခါပေါ့နော်မားရဲ့ဘဝကိုပြန်ပြီးတော့အဲခြေနဲ့ပါတယ်အခုလည်းအဲ့လိုပဲအခုလည်းဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အာအခုမဆာလေးရဲ့ဟိုတရုတ်ဆောင်ဒါကတရုတ်ဆောင်ပေါ့နော်တယောက်ဖြစ်နေပြီဆိုတော့ခါကြတော့ဒါအခုချိန်လဲကိုကတော့ခြေနဲ့တယ်ဖုံးမင်းနဲ့ထင်ထင်နဲ့ကလည်းအဲ့လိုလိမ့်မာတယ်နောက်ပြီးတော့ ဟိုဟာပေါ့ဟိုဟာလိန်လဲလိန်လဲလိန်มาတယ်နောက်ပြီးတော့ဟိုဟာလည်းဖြစ်တယ်ပေါ့เนาะဟိုအမေကိုအပေါ်မှာလည်းပြန်ပြီးတော့ကြည့်ရပေါ့နောက်ပြီးတော့အမေကိုလည်းပြန်အားပေးရပေါ့အဲ့တော့ตาမိတော့အောင်ကတငယ်ချင်းဆိုလည်းမမှားဘူးပေါ့เนาะတယောက်နဲ့တယောက်ဖေးမချတယ်ပေါ့ตาမိတယ်อ่ะဟုတ်ယေຊုတန်တာပေါ့เนาะဘယ်လိုပဲဖြစ်ဖြစ်အမေပြီးတော့လည်းตาပေါ့ตาပြီးတော့လည်းသမီးလေးကိုလည်းချစ်ကြပြန်ရောထင်ထင်လေးကိုလည်းဆိုတော့အဲ့တော့ထင်ထင်ချမ်းမာရေးမကောင်းတော့လဲအဲ့လိုမျိုးအကုန်လုံးဝိုင်းပြီးတော့တရင်မေးချတာလေ အလိုလိုအချဉဏ်နေပေးချတယ်အဲ့တော့လေပြိသက်တွေအားလုံးဒူးချင်းတယောက်ချက်စီကိုထူပဲကျေးဇူးတင်ပါတယ်လို့မဆာလေးတို့တားမိတော့အားလုံးဆက်ပြီးတော့ချစ်ပေးချပါအောင်အားပေးချပါအောင်လို့ပြောချင်ပါတယ်နောက်ပြီးတော့ဒီပေါ့နော်ဒီမတန်မရဆိုရဲရွှေရှင်ကာကြီးယုံတင်တဲ့အခါမှာလေလာရောက်အားပေးချပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်